နွေစည်းကွက်မဖွင့်ပြီးအသင်းရဲ့အဓိကကစားသမားတွေကိုတက်တန်းတို့ဖို့ခက်တွတ်တွတ်လှုပ်ဆောင်လာခဲ့တဲ့အာဆင်နယ်အာဆင်အသင်းတောင်ဝင်ရှိသူတွေကတော့အာဆာဒိုက်တာတက်ခက်အပီနောက်ပိုင်းမှာတော်တော်လေးကိုအလုံးများနေရပြောလို့ရတယ်။အာဆာဒိုက်တာတက်လည်းအာဆင်နယ်မှာမတူညီတဲ့စင်ခုံမှုတွေကိုသူကြော်ဖြတ်ရတော့မယ်။ အဲ့ဒါကအသင်းတွင်းရှီရင်ဆွဲကစားသမားကြီးတက်တန်းတွေးကိစ္စရဲ့အသင်းကိုရောက်လာဖို့အတွက်ပြင်ပကစားသမားကြီးခေါ်ယူကိစ္စရဲ့အာဇာရာဂျာတယောက်ရဲ့အခန်းကဏ္ဍကဈေးကွက်ကာလမှာပဲအလုံးရှုပ်တာမဟုတ်ဘူးဒီလိုမျိုးခိုက်တက်မှာလဲအသင်းတွင်းရကစားသမားတွေကိုတက်တန်းတွေးဖို့လုပ်တဲ့ကိစ္စမှာလဲအလုံးရှုပ်တယ်ပြီးတော့လည်းဒီကင်းထောက်တေရဲ့တင်ပြမှု report တွေကိုလည်းနေ့စဉ်ကြည့်ရတယ်ပြီးတော့အဲ့ထရေရမှာကြောက်ရွံ့လေးတွေရှာပွေးရအာသာရိုက်တာရဲ့အခန်းကဏ္ဍအများကြီးပဲကျွန်တော်ကကြတော့ဒီအာတီတာလို့လိုမျိုးနီးပြားတွေရဲ့ ဟိုနေဆာတူဝါနေပဲပွဲစီနေမှာပဲကျွန်တော်ကမြင်တွေ့နေရဒါပေမဲ့နောက်ကွယ်မှာအများဆုံးလှုပ်ရှားနေတာလေအားစားဖြစ်တာတွေကိုကျွန်တော်တို့လုံးဝ appreciate ဖြစ်တယ်လုံးဝ credit ပေးရမှာအဲ့တော့လက်ရှိချိန်မှာ Arsenal တို့ရဲ့2029မှာစကြုပ်သက်တမ်းကုန်ဆုံးမဲ့ကစားသမား၃ယောက်ကြောင့်အရင်ဆုံးစပြောလိုက်အောင်ဒီ၃ယောက်က Arsenal ရဲ့ကြိုးယိုးကစားသမားတွေလို့ပြောလို့ရတယ်ဘူကာအိုဆာကာ Gabriel Magahi William Saliba ၃ယောက်စလုံးဒီဒိတ်ဒိတ်ကျဲတွေ အာဆင်နီကလည်းလောက်ခရစာမြန်မာစာပေးထားပြီးသားဒီထက်ပိုပေးပြီးတော့တက်တန်းတိုးဖို့ပြင်ဆင်နေတာအခုနောက်မှကျွန်တော်ညီကိုတွေမှတ်မိပါပါအာဆင်နယ်တင်းကစာချုပ်တက်တန်းနှစ်နှစ်ပြပြကျန်တဲ့ကစားသမားတွေကိုကြံခဲ့တဲ့နှစ်ပိုင်းနေတဲ့ဟူကတက်တန်းနေတောက်လျှောက်တိုး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 လာအဲ့ဒါကောင်းတယ်ဟိုးအတိတ်တော်ဆိုကျွန်တော်တို့ဒီစာချုပ်တက်တန်းတိုးမယ်လို့ယုံကြည်မှုအရှိစွာနဲ့စောင့်ရင်းစောင့်ရင်းနဲ့6လတနည်းကြံတဲ့အခါမှာတော့ကလပ်ကလည်းညှိမြကစားသမားလည်းထွက်ချင်တဲ့နောက်ဆုံးရားတဲ့စီနဲ့ထိုးယုံလိုက်တဲ့အနေထားတွေ တန်တချင်းမရတဲ့တာတကားတွေအများကြီးပဲဒါမြဲအခုနောက်ပိုင်းအာရီတာနောက်ပိုင်းမှာပေါ့လေအတင်းက policy ပြောင်းမလဲပြောမလားမသိဘူးဆက်ရုပ်တက်တန်းနှစ်နှစ်ကျန်လည်းမလိုချင်ဘူးတက်တန်းတွေ့တော့မတွေ့ရင်ရောင်းမယ်အဲ့ပုံစံမျိုးနဲ့ပဲကစားသမားတွေကိုဆွေးနွေးလာတယ် pressure ပေးလာတယ်ကဲစာကာကိစ္စနဲ့ရုပ်စပြောလိုက်အောင်အသက်23နှစ်ရွယ် academy ထွက်ဘူကောစာကာဒရားနေမကြခင်ပြန်လာတော့မယ်အတင်းရဲ့ golden boy ဒီကစားသမားနဲ့ပတ်သက်ပြီးအာဆင်တို့ကတပတ်ပေါင်း3,905,000ပေးပြီးတော့2029ခုနှစ်ထိစာချုပ်ချုပ်ထားခဲ့တာ။ဒါပေမဲ့ကစားသမားရဲ့ quality ကအမြဲတမ်းတိုးတက်နေခဲ့တာဖြစ်တဲ့အတွက်အသင်းရဲ့လောက်ခလာစာပြင်မာဆုံးခံရပတ်2,700ပမာဏမရောက်ရင်တောင်မှဟိုပမာဏတစ်ခုတည်းကျွန်တော်ပေးပြီးတည်တန်းထိုးသွားဖို့လိုရှိတယ်။ 2030ခုနှစ်ထိချုပ်မယ်ဆိုတဲ့ချို့ရပို့တယ်ကြောင်ကြားပါတယ်။ဒါပေမဲ့အခြားကစားသမားနှစ်ဦးတက်စာရင်ကိုယ့်ရဲ့အကယ်မီထွက်လဲဖြစ်တဲ့ဘူကောက်စာကားတော့အာဆင်နယ်မှာတက်တန်းတူကြီးကိစ္စပို့ပြီးလွယ်မယ်လို့ကျွန်တော်ထင်တယ်။စာကားလည်းအေးဆေးပဲ။အခုနောက်ဆုံးကြားတဲ့သတင်းအရဆိုရင်စာကားနဲ့အသင်းတာဝန်ရှိသူတွေလူချင်းတွေ့ပြီးတော့ပထမအဆင့်ဆွေးနွေးမှုတွေစတင်လုပ်နေတယ်။ စာချုပ်တရံတူရေးကိစ္စတည်ရမယ်ပထမကိစ္စတွေဒုတိယအဆင့်တတိယအဆင့်လောက်ခလာစာပိုင်းတွေနောက်ဆုံး official sign တွေတစင်ကြီးသွားလာဒီနေရာမှာကစားသမားနဲ့တွေ့တဲ့အပိုင်းရင် agent နဲ့ဆွေးနွေးတဲ့အပိုင်းရင်ပြီးတော့ဥပဒေရေးရာကိစ္စတွေနဲ့တဦးချင်းစပူတာယူခွင့်တွေအများကြီးပဲကစားသမားတယောက်ကတော့သူဘောလုံးကန်လို့အကောင်းဆုံးအခိုက်အတန့်မှာအသိစရာရသလောက်လောက်ခလာစာတောင်းပါပဲဒါသူတို့က professional တွေကိုအဲ့တော့စာကအနေနဲ့တပတ်ကိုပေါင်3,000 5,000လက်ရှိမှာရနေဆိုပေမဲ့ နှစ်သိန်းကျွဲကျော်လောက်ထိရသွားနိုင်ချေရှိလို့ကျွန်တော်ကတော့ထင်နေပါတယ်။တစ်ဖက်မှာလည်းအာဆင်တွေကຫນွေမှာထောက်ခံမဲ့ကစားသမားတွေရှိတာဖြစ်တဲ့အတွက်လောကသားတစ်ဖက်မှာရော့ကျသွားနိုင်လို့တစ်ဖက်မှာလည်းတိုးပီးပြီးအဓိကကစားသမားတွေဆက်ပြီးထိန်းသွားဖို့ရှိနေပါတယ်။ဒုတိယတယောက်ကတော့ဒါကေဗီရမခါရေးအသက်29နှစ်ရဲ့ဘရာဇီးသားလက်ရှိအချိန်မှာ sorry ကလပ်နဲ့သတင်းထွက်နေတဲ့ကစားသမားတယောက်ဒါပေမဲ့သူနဲ့ပတ်သက်ပြီးကျွန်တော်ကယုံတယ်ယုံတယ်ဆိုတာကဆာလီဘာနဲ့သူနဲ့ကအကောင်းဆုံးစင်တာဘက်ဂျူရယ်တစ်ခုကိုအာဆင်နယ်မှာတိဆောက်လာတာနှစ်တစ်ခုရှိပြီ ဒီနေသားမှာစာလီဘာကိုထားခဲ့ပြီးသူစော်ဒီကိုထွက်သွားမယ်လို့ကျွန်တော်မထင်ဘူးဒါကျွန်တော်ရဲ့အမြင်ပေါ့လေတစ်ဖက်မှာလည်းတစ်ဖက်ကိုပေါင်တသိန်းပဲရနေခဲ့တဲ့ဒီကြော်ရိုးကစားသမားတွေပတ်သက်ပြီးအာဆင်နယ်ကတော့ပေါင်တသိန်းခွဲပေါင်နှစ်သိန်းပမာဏတိတော့တိုးပေးပြီးဆက်ပြီးထိန်းသွားမှာမတိုးပေးလို့လည်းမရတော့ဘူးကြံခဲ့တဲ့နှစ်ပိုင်းလုံးကဂေဘီယယ်မဂါဟီကဘလို့စိန်မျိုးနဲ့ပြခေါင်းငိမ့်ခဲ့လေတော့မသိဘူးပေါင်တသိန်းဆိုတဲ့ပမာဏအမှန်တကယ်ကြည့်မယ်ဆိုတကယ်ဟာတာကြီးဖြစ်နေတာသူ့လောက်ခြေစွမ်းမရှိတဲ့ပရီးမီးယားလိတခြား player တွေအများကြီးသူ့ထက်များတဲ့လောက်ခရတာရရတယ်အားပဲ ကစားသမားတယောက်ကစကြုပ်တံတိုးတဲ့အခါမှာအရန်ရေးကြီးရယ်။မှားရင်ပြီးခေါင်းငိမ့်လိုက်ရင်ယူပြီးတော့ပဲအဲ့လောက်ခလာစား။မှားရင်ပြီးဆိုတာကလောက်ခလာစားနေသွားခဲ့ရင်စာချုပ်ထိတ်ကအချက်လိုက်ရ၃နှစ်ဆိုလဲ၃နှစ်၅နှစ်ဆိုလဲ၅နှစ်အဲ့ဒီပမာဏပဲရာသွားတော့တာ။အဲကြောင့်တချို့ကစားသမားတွေကစာချုပ်တံဆိုနေတဲ့အခါမှာဒီလောက်ပမာဏလိုချင်ဆိုပြီးတင်းခံထားတာ။အဲ့ဒါဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာကောင်းမွန်တဲ့ဆုံးဖြတ်ချက်ကစာချုပ်တံကုံဆုံးတဲ့အချိန်ထိအဲ့ဒီလောက်ခလာစားကိုမျိုးမမြတ်ရသွားမှာ။အခုဆိုရင်ဝီလျံဆာလီဘာကတသိန်း၉၀၀ စာကက3,900သူတို့ ਨੇ ဒါကျိုးယိုးကစားသမားဖြစ်ပွဲတိုင်းဝင်စော့ဝင်ရထားတဲ့ဂေဘီယံမခါကြီးကပေါင်3,000နှစ်ဆတစ်ဆနီးပါးနဲနေခဲ့တဲ့အနေထားအဲ့ဆိုဂေဘီယံမခါကြီးအနေနဲ့အာဆီနီမှာဆက်ပြီးနေဖို့ကိစ္စကိုတန်ပြန်မရှိဘူးဒါပေမဲ့သူ့အတွက်တော့လောက်ခရစားမြင်းမမာလီအတင်းကပေးဖို့တော့လိုအပ်တယ်ဒါဆိုရင်တော့ဒီကစားမောင်ကျွန်တော်ဆက်ပြီးထိန်းနိုင်မယ်လို့ယုံကြည်ထားပါတယ်ကဲနောက်တစ်ယောက်ကတော့အသက်23နှစ်ရဲ့ဝီလျံဆာလီပါ PSG နဲ့တင်းထိုင်လိုက် Real Madrid နဲ့တင်းထွက်လိုက်ဖြစ်နေတဲ့ကစားသမား ဘသူနဲ့ပဲတရင်ထွက်ထွက်ပါမီဒီယာအင်တာဗျူးမှာတော့အာဆင်နယ်မှာနေပြောတယ်အာဆင်နယ်နဲ့ပဲစူပလိုက်ယူပြီးတက်တည်ပြကျင်တဲ့ဆိုပြီးပြောထားခဲ့တဲ့ဝီလျံဆာလီပါတို့တော့အာဆင်နယ်တို့ကနွေရာသီဈေးကွက်မတိုင်မှာစာချုပ်တက်တန်းတစ်ခုကိုကန်လန်တော့ဘူးပြင်ဆင်နေဆိုပြီးတော့ report တွေကထွက်နေပါလေရောလက်ဆက်တော့စာကာကိုပဲတရဝင်ဆွေးနွေးသေးတယ်ကျန်တဲ့ကစားသမားတွေစီတော့ဟိုစာချုပ်စာတန်းအစ်စ်တွေမပိုးပါသေးဘူးအဲ့တော့ तू ကတော့တပတ်ကိုပေါင်တသိန်းရနေပြီတနည်းကိုပေါင်6.8တန်း तू နဲ့ပတ်သက်ပြီး2039ခုနှစ်ထိအာဆင်နယ်ကတက်တန်းတိုးခြင်းပြီးတော့ ပေါင်2သိန်းခွဲအထက်ထိပေးဖို့ဒီဆန္ဒရှိနေတကယ့်ကမှာ popular player ကဘာအဆင့်ခံစားသမားတဦးဖြစ်အသီးကြီးတော်များသဘောကျနေကစားသမားရဲ့ mandate ကိုဒီအသင်းမှာဆက်ပြီးတော့နေကြအောင်စွမ်းဆောင်မယ်ဆိုလို့ရှိရင်တော့အချက်ကနှစ်ချက်ပဲ supply နဲ့ဆွဲဆောင်မလားလောက်ခလာစာနဲ့ဆွဲဆောင်မလား arsenal လိုမျိုး supply လက်တော်မှာမရသေးတဲ့အသင်းတစ်သင်းအနေနဲ့ဆိုရင်တော့လောက်ခလာစာနဲ့အရင်ဆွဲဆောင်ထားဖို့လိုအပ်တယ်ပြီးရင်နီးပြတော်ကီနဲ့ trust the process ဘာညာပေါ့ဗျာအဲ့ဆို William Saliba တော့ arsenal မှာ ဆက်ရှိနေဖို့အတွက်လာမယ့်နွေရာသီမတိုင်မီစာချုပ်ကိစ္စတွေကတော့ဒါပြီးပြတ်သွားမှာပဲစိတ်ချမယ်လို့ကျွန်တော်ထင်ပါတယ်2029ဆိုတာကတော့ဝေးရထင်ရပေမဲ့နှစ်နှစ်နဲ့သုံးလပဲကျွန်တော်တဲ့စာချုပ်အနေထားကထိတ်တန့်ကစားသမားတွေအတွက်ဆိုလို့ရှိရင်တော့အနေရများတဲ့တူတောင်းတဲ့ကာလာပိုင်းချလို့ကျွန်တော်ထင်တယ်ဒါကြောင့်မလဲအသင်းကတက်တန်းတို့အပူတပြင်းလှုပ်လာတာပါကဲနောက်ထပ်နှစ်ယောက်ကတော့တက်တန်းတို့မလို့လို့မတိုးမလို့လို့ဖြစ်နေခဲ့တဲ့ player နှစ်ယောက်ပေါ့လေအဲ့ဒါကတော့ အသက်30ရွယ် Trosset နဲ့32နှစ်ရွယ် Party Trosset ကြောင့်စပြောလိုက်အောင်2026ခုနှစ်ထိတက်တန်းရှိသေးတဲ့ Trosset ကိုဒီနွေရာသီမှာမှမရောင်းနိုင်ရင်2026နွေဆိုရင်အလွတ်နဲ့2026စောင်းရသည့်ဈေးကွက်ဆိုလို့ရှိရင်ကြိုက်တဲ့အသင်းနဲ့လွတ်လပ်စွာဆွေးနွေးခွင့်ပြုရတော့မှာ ဲ့ဆိုတပတ်ကိုပေါင်900မှရနေတဲ့ဘယ်ဂျီယံသားကိုအာဆင်တို့ကတက်တန်းတို့ကိုဆွေးနွေးနေဆိုမြဲကစားသမားကနှစ်ရှည်ကွန်းထွက်ချုပ်ချင်တာဖြစ်တဲ့အတွက်ပေချထားတဲ့ကြားသိရတယ်။အာဆင်တွေကအသက်30ကျော်ကစားသမားဆိုရင်ကာလာထူပဲတက်တန်းတိုးချင်တယ်။လောက်ခရစာဘာညာခဏထား။ဒါပေမဲ့အဲ့အသက်30ကျော်ကစားသမားတွေကအာဆင်တမှာနေပြောပြီးမဲ့တတိယနှစ်တော့သူတို့ကတက်တန်းမတိုးချင်ဘူး။3-4နှစ်ဆိုတဲ့ကွန်ထရက်မျိုးကိုပဲလိုချင်တယ်။အဲ့မှာညှိမြရတာ။နောက်တစ်ယောက်ကတောမက်ပါတီ32နှစ်ရဲ့တောမက်ပါတီကလက်ရှိအချိန်မှာလိုချင်တဲ့ကလပ်တွေဝိုင်းဝိုင်းလည်နေတယ်။ဂျူပင်တက် ဘာစီလိုနာ PSG ထိတ်တန်းသိနေဝိုင်းဝိုင်းလဲနေဘာကြောင့်ဝိုင်းလဲလဲခြေစွမ်းကောင်းကြံသေးပြီးတော့အသက်32နှစ်ဆိုပေမဲ့ကွင်းလင်အင်ဂျင်တစ်ခုဖြစ်ခြေစွမ်းပြနေတယ် injury ဒါမှဖြစ်လို့ရှိပြီးတော့လဲနှွေးမှာအလွတ်နဲ့ရမှာအဲ့လိုကစားသမားမျိုးကိုဝိုင်းဝိုင်းလဲနေချိန်မှာကစားသမားလည်းစဉ်းစားပြီးအာဆင်နယ်မှာဆက်နေမယ်ဆိုရင်စာချုပ်တန်းတစ်နှစ်ပဲသူ့ကိုကဲလိုက်ရင် तू ကဆက်မနေတော့အနည်းဆုံး तू ကနှစ်နှစ်သုံးနှစ်လိုချင်တယ်လောကသားတော့ तू ရှော့ယူရဖို့တော့များတယ်အသက်ကြီးလာတာလည်းအပိုင်းရယ်ပြီးတော့ဘဲချိန်ဆိုပြန်ပြီးဖြစ်သွားတဲ့ injury ကစားသမားဘက်ကကျွန်တော်တို့တွေးကြည့်ရအောင် ပါတီဘာကြောင့်ဒီလိုမျိုးတွေးလဲဆိုတော့ကြံခဲ့တဲ့ကတရာတီလုံးအင်ဂျူရီနဲ့ရုံးကန်နေတဲ့အချိန်မှာသူ့ကိုလိုချင်တဲ့ကလပ်တီနဲ့တိတ်မရှိဘူး။ဒါပေမဲ့အခုခြေစွမ်းတွေပြလာပြီးတော့အင်ဂျူရီများတဲ့အချိန်မှာတော့သူ့အနေနဲ့တောင်းကောင်းသွားပြီ။ဒါသူ့ကိုကိုချင်းစားတယ်။အကယ်၍မပြောကောင်းမဆိုကောင်းအာဆင်နယ်တစ်နှစ် contract ချုပ်ပြီးလို့လာမယ့်ရာသီမှာဒဏ်ရာကြောင့်တစ်လနှစ်လနားသည်ဆိုပါစို့။အဲ့တစ်နှစ် contract ကုန်ပြီသူ့ကိုဘယ်သိလိုချင်တော့ဒါကြောင့်မို့လက်ရှိချိန်မှာကလပ်တီနဲ့ဝိုင်းဝိုင်းလည်နေတဲ့အချိန်မှာလောကလာသာရှယ်တောင်းလို့ရပြီးတော့အနာဂတ်အတွက်တည်ကြတဲ့ contract အရှိတခုကိုသူကလိုချင်တာ။ ဲ့အတွက်ကွန်ထရက်တစ်ခုချုပ်လိုက်ပြီဆိုလို့ရှိရင်ဒဏ်ရသည်ဖြစ်စေမရသည်ဖြစ်စေလာစားတော့ပုံမှန်ဝင်နေမယ်။အဲကြောင့်ကစားသမားတွေကခုနောက်ပိုင်းမှာစာရုံးသက်တမ်းတိုးတဲ့ကိစ္စကိုအေဂျင့်နဲ့တိုင်ပင်ပြီးတော့စမတ်ကြကြဖျက်တမ်းလာကြတာပါ။အာဆင်နယ်ရဲ့ဒီတသင်းလုံးပေါ်လေစင်ညာလေးပဲကစားသမားတွေအားလုံးတပတ်ကိုပေါင်း3.3တန်ပေးချီထားတယ်။ခုနှစ်ရက်တပတ်နော်။ပေါင်း3.3တန်ပေးချီထားတယ်။ကစားသမားတွေအားလုံးတစ်နှစ်ကိုအာဆင်နယ်ကပေါင်း182တန်ထိပေးချီထားပါဗါတယ်။ဒါပေမဲ့အသင်းမှာ စင်ချန်ကိုလိုလိုခီဗီယောလိုလိုဂျော်ဂျီညိုလိုလိုပါတီလိုလိုလာစာမြင့်ကစားသမားတွေထွက်ခွာသွားရင်တရားနေပေါဝင်ပေါ့လေဟိုခီဗီယောလာစာနေပါတယ်အဲ့လိုကစားသမားတွေထွက်ခွာသွားသလိုပဲအသင်းမှာရှင်းစင်းကစားသမားတွေကိုတတန်းတူရမျိုးရောက်လာမဲ့ကစားသမားတွေကိုတတန်းကလာတခုအထိလောက်ခစားပေးတာမျိုးတွေကအာဆင်ရဲ့အသင်းအနေနဲ့ဒါ လောကစားထပ်ပြီးတော့တိုးမြင့်လာဖို့ရှိရဲ channel အပိုင်းတွေမှာအပေါင်းလက္ခဏာဆောင်ရင်မဲ့အာဆီနယ်တင်းကမနစ်ကတ်တဆိုင်တော့ပေါင်တန်း၁၀၀လောက်လောကစားတိုးပြီးပေးလာတဲ့ကလပ်သင်းဖြစ်လက်ရှိချိန်မှာရှိနေပါတယ်အဲ့တော့အသေးအနေနဲ့ငွေမရှိတာမဟုတ်ရှိတယ်ဒါပေမဲ့အဲ့ဒါကိုချစ်လစ်ဖြတ်တန်းတဲ့ဗီဇာကအရင်တုန်းကရှိရဖြစ်တဲ့အတွက်လာမယ့်ညရာဒီမှာပေါင်တန်း၃၀၀တုံးမယ်ဟေးဆိုတာတော့မှကျွန်တော်ပါဝင်အာဆီနယ်ဖန်တွေကတိတ်မယုံမရဲဖြစ်နေမနစ်ကလည်းထရမာရွာသွားတာကိုပေါင်တန်း၂၀၀တုံးမယ်ဘာညာနဲ့နှစ်ယောက်ပဲခေါ်ပြီးတော့ဟို အတင်းရရှင်းစောကစားမိုက်နေပဲငကြင်းစီငကြင်းပြန်ကျော်သွားတဲ့သဘောမျိုးပဲအတီအကတီယာအာရန်စတီမီကာဘီရဲ့စမီရိုဒီကစားမိုက်တွေထွက်သွားတဲ့ရောင်းချတဲ့ပြီးတော့ပြန်ဝင်လာတဲ့ကစားမိုက်တွေပြန်ဖြည့်တာနဲ့မတိမ်မြင့်ဆိုတဲ့အတွက်လာမယ့်လူရည်ဒီမှာအာဆင်နဲ့ ငွေရှယ်သုံးလားဆိုတာကိုတော့စိတ်လှုပ်ရှားစွာစောင့်ကြည့်သွားပါပါအဆုံးထိကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်ဒီစီဇန်လေးကိုဒီကဝန်ကြီးပေါင်းပေးတဲ့ show ball လုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောင်းကို6 9 6 3 9 3ညောင်းဆွတ်သွက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်လို့ငွေပုံကိုချက်ရှိပါဘောလုံးပွဲကိုလောက်ပါဘောလုံးပွဲကြီးလုံးဝမလောက်တော့ဆိုတော့ YouTube မှာကိုထုတ်ဖို့ show ရေးချပြီးကျွန်တော်အားပြုလို့ရပါတယ်အိုင်ဘက်ကိုကျူကို sport နဲ့ငါတို့လိုမျိုးတို့ကိုကစားလို့ရနေပါပြီ